စင်ကာပူမှာအကြောင်းသားတက်မယ်ဆိုလို့ရှိရင်အမီးအများဆုံးမီးလေးရှိတဲ့မေဂွန်နှစ်ခုပထမမေဂွန်လေးရဆိုလို့ရှိရင်တော့စင်ကာပူမှာအကြောင်းသားတက်တဲ့အခါကျလို့ရှိရင်အကြောင်းသားခဘလောက်ကုန်ကြမလဲဆိုတာပါတယ်။နံပါတ်1မေဂွန်လေးရကြတော့စင်ကာပူမှာအကြောင်းသားတက်မယ်ဆိုလို့ရှိရင်နေထိုင်စားသောက်စိတ်ဘလောက်ရှိလဲဆိုတဲ့ဟာမျိုးမီးလေးရှိကြပါတယ်။ ါဆိုလို့ရှိရင်နံပါတ်1မေခေါ်လေးကိုအရင်ဖြည့်ပေးပါမယ်စင်ကာပူမှာကိုကကျောင်းသွားတက်ပြီဆိုလို့ရှိရင်ကိုကဘယ်ကျောင်းမှာတက်မယ်ဆိုတဲ့ဟာအရင်စဉ်းစားရပါမယ်ပုဂ္ဂလိကကျောင်းနေမှာတက်မှာလားအစိုးရတက္ကသိုလ်တွေမှာတက်မှာလားပိုလီတက်နီမှာတက်မှာလားပုဂ္ဂလိကကျောင်းမှာတက်မယ်ဆိုလို့ရှိရင်တော့ကိုရဲ့ပညာအရေးချင်းပေါ်မှာမူတည်ပြီးတော့ foundation ကနေစတင်ရမယ်ဆိုလို့ရှိရင်တော့ foundation program တစ်ခုစာကစင်ကာပူဒေါ်လာ9000ကနေပြီးတော့2000ဝန်းကျင်ရှိပါမယ်ဒီပလိုမာနေစတင်မယ်ဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာ8000ကနေပြီးတော့2000ခွဲတိကျတက်မှာပဲဖြစ်ပါတယ် bachelor ကိုတက်ရ ယ်တရားခွဲရတဲ့သူတွေအနေနဲ့ကကြတော့ Bachelor အတွက်စင်ကာပူဒေါ်လာ2000ခွဲကနေပြီးတော့6000ခွဲအထိကျသင့်မှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ပုဂ္ဂလိကအကြောင်းနေအကြောင်းလာခါလေးသိသွားကြမယ်လို့ထင်ပါတယ်။အစိုးရအကြောင်းနေဖြစ်တဲ့ NUS တို့လိုမျိုး NTU တို့လိုမျိုး SMU တို့လိုမျိုးအကြောင်းမှာတက်ချင်နေဆိုလို့ရှိရင်တော့တနစ်စာအကြောင်းလာခါကကြတော့စင်ကာပူဒေါ်လာ2000ခွဲမှ9000အထိကျသင့်မှာပဲဖြစ်ပါတယ်။ Polytechnic မှာတက်ရောက်ချင်တဲ့ချင်းတဲ့သူတွေအနေနဲ့ကကြတော့စင်ကာပူဒေါ်လာတစ်နှစ်ကို13000ဝန်းကျင်ကျမှာပဲဖြစ်ပါတယ်။ကြေ ဲ့ဒါဆိုလို့ရှိရင်တော့အလုပ်တည်ကျင်နေကြတဲ့ကျောင်းလခလေးတည်သွားကြပြီလို့ထင်ပါတယ်။တပတ်နေ့ချင်းနေနေရကြတော့နေထိုင်စားတောက်စိတ်ပါ။နေထိုင်စားတောက်စိတ်ကကြတော့စင်ကာပူဘဲကျောင်းမှာပဲတက်တဲ့အကုန်လုံးကတော့အတူတူပါပဲ။ တမက်သူပုံမှာတော့အများကြီးမူတည်တာပေါ့နော်ဒါပေမဲ့ပုံမှန်အားဖြင့်တော့တစ်လောက်ကိုစင်ကာပူဒေါ်လာ1500လောက်ဆိုလို့ရှိရင်တော့နေထိုင်စားတောက်လို့ရနေပါပြီဒါပေမဲ့ကိုကတခြားသူတွေနဲ့မတူဘဲနဲ့ luxury စဆန်သွားတာမျိုးကြိုက်တဲ့သူဆိုလို့ရှိရင်တော့1500မကတဲ့ amount တစ်ခုထိကိုတော့ကုန်ကြနိုင်မှာဖြစ်ပါတယ်ဒါတော့လူကြီးမင်းတို့သိကျင်နေကြတယ်စင်ကာပူမှာ ကျောင်းတက်ဖို့အတွက်ကျောင်းလခလေးနဲ့နေထိုင်စားတောက်စိတ်လေးတိကွာကြပြီလို့ညွှန်လင်းပါတယ်။နောက်ထပ်နောက်ထပ်ဗီဒီယိုလေးမှာလည်းပဲအကြောင်းအရာမျိုးစုံလေးတွေကို share လုပ်ပေးသွားမှာဖြစ်လို့ MSI Overseas Education ရဲ့ TikTok channel လေးကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးပဲတတပါနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်နော်။